ရှေးရခင်ကာလာရီတုန်းကမျိုးပြားတွေနဲ့အလံဝေးလာတဲ့ကျေးလက်တော်ရွာလေးတရွာမှာမောင်ရဲဆိုတဲ့လူငယ်တယောက်ရှိခဲ့ပူပါတယ်။သူဟာတကယ်တော့တကောင်ကျွတ်တယောက်ပါ။သူဟာဘသူ့ရဲ့အရေးအောက်မှာမှကြီးပြင်းလာခဲ့ရတာမဟုတ်ရပါဘူး။ရွာရဲ့အစွန်အဖျားတောင်ပေါ်လေးပေါ်ကဝါတဲပြက်ကြီးမှာသူ့ရဲ့ဘဝကစတင်ခဲ့တာပါ။ မိဘနှစ်ပါးစလုံးကသူ့ကိုမွေးဖွားပြီးမကြခင်မှာပဲဆုံးမသွားခဲ့ကြတယ်လို့ရွာကလူကြီးတွေကပြောပြကြပါရယ်။သူ့အတွက်ဘဝဆိုတာရှင်သန်ခြင်းအတွက်ရုန်းကန်မှုတသက်ပါပဲ။အသက်ရှင်နေကိုနှစ်အရွယ်ကလေးကစတင်ပြီးသူ့ရဲ့ဝမ်းစာကိုသူ့ကိုယ်တိုင်ရှာဖွေခဲ့ရတာပေါ့။ ရွာဘေးကတောထဲမှာမြေကမ်းဘေးကထင်းချောက်တွေကိုလိုက်ကောက်တယ်။ရွာတစ်ထည့်ရဲ့လေကွင်းထဲမှာမိုးလင်းမိုးရှုံးကျွန်းလိုအလုံးလုံးပေးတယ်။တခါတလေမုတ်ဖိုးလေးနဲ့ရရင်ရမရရင်နေကင်းစာမပါပဲဘိုက်စာစာနဲ့အိမ်ပြန်ခဲ့ရပါတယ်။ဒါပေမဲ့ကိုရဲရဲ့အာသာချက်ကတော့သွေးသားအရင်အရှာမရှိလေရိုးသားရဲ့နှလုံးသားကိုပိုင်ဆိုင်ထားခြင်းပါပဲ သူဟာတဦးတည်းဖြစ်နေခဲ့ပေမဲ့လို့လဲရွာရဲဘုံပိုင်အဆောက်အဦတွေစောက်ရှင်းလန်ခင်းချင်းလို့စားတဲ့အလုပ်တွေမှာအမြဲပါဝင်လေးရှိပါတယ်ရွာကလူတွေကလည်းသူ့ကိုတနာခဲ့ကြတာပေါ့ဒါပေမဲ့တနာယုံတသက်ပါပဲဘသူကမှသူ့ကိုအမြဲတမ်းထောက်ပံ့မချွေးမွေးနိုင်ကြပါဘူးသူဟာလည်းဘသူကမှအာမကိုတက်အောင်တင်ယူခဲ့ရပါတယ်။သူရဲ့ဘဝကအလွန်အမင်းဆင်းရဲခဲ့ပေမဲ့လို့လေကံကြမ္မာအကြောင်းရင်းကြောင့်ရန်သားတွေမိသားစုကသဘောကောင်းတဲ့မိန်းကလေးမိဝံနဲ့ချစ်ကြိုက်ခဲ့ကြတာပေါ့။ ဒီလိုနဲ့သူတို့ရဲ့အရှိဟာတဖြည်းဖြည်းအဆင်းသက်လွလာခဲ့ပါတယ်။မိဝမ်ရဲ့မိသားစုကပထမတော့သဘောမတူခဲ့ပေမဲ့သူတို့နှစ်ဦးရဲ့ရှင်းရှင်းမြတ်တာကိုမြင်တွေ့ရတဲ့အခါမှာတော့တမီးကိုလက်ထပ်ပေးခဲ့ကြပြီးမိသားစုဘဝတည်ဆောက်ဖို့အတွက်အိမ်၊မိယာနဲ့နှွားတွေကိုပေးခဲ့ကြပါတယ်။မောင်ရဲဟာအဲ့ဒီမတိုင်ခင်ကဘာပိုင်ဆိုင်မှုမှမရှိတာကြောင့်ဇနီးရဲ့မိသားစုအပေါ်အယံကိုကျေးဇူးတင်ခဲ့ပါတယ်။သူဟာအသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကိုစူးစမ်းပန်းစားလုပ်ကင်ခဲ့တာကြောင့်နောက်ဆုံးမှာတော့အရှိန်အဟုန်တိုးတက်လာပြီးကောင်းမွန်တဲ့ဘဝ ဝါကိုရရှိခဲ့ပါတယ်။ဒီလိုနဲ့အချိန်တွေကတပြေးပြေးနဲ့ကုံဆုံးလို့လာခဲ့ပြီး၁၀နှစ်ဆိုတဲ့အချိန်အတိုင်းအတာတစ်ခုရောက်လာခဲ့တာတော့မှမောင်ရဲနဲ့မေဝံတို့မှမျိုးဆက်တရားမှမရှိခဲ့သေးပါဘူး။ဆရာဝန်တွေနဲ့ကုသတာ၊နတ်ဆရာတွေနဲ့အခမ်းအနားတွေလုပ်တာအစာရှိတဲ့နီလန်ပေါင်းစုံနဲ့ကြိုးစားခဲ့ပေမဲ့လို့လေကံကြမ္မာကတော့မျက်နှာသာမပေးခဲ့ပါဘူး။ဒါကြောင့်သူတို့လင်မယားနှစ်ယောက်ဟာအတော်လေးကိုဝမ်းနေလို့သွားခဲ့ကြတာပေါ့။ သူတို့ဟာရင်သွေးငယ်တွေကိုပိုက်ပြီးပျော်ရွှင်စရာကောင်းလွန်းလာတဲ့မိသားစုတစုကိုပိုင်ဆိုင်ခြင်းကြတာပါဒီလိုနဲ့ညတညမှာတော့မိဝံတယောက်ညစာပြင်ဆင်ပြီးတဲ့အခါမောင်ရဲကထိုင်နေုံသာရှိပြီးထမင်းမစားတာကိုမြင်လိုက်ရပါတယ်ကိုရဲယောက်ျားထမင်းကစားမကောင်းလို့လားဘာလို့မစားတာလဲမိမငါတို့လက်ထက်တာ10နှစ်ကျော်ပြီဘာလို့ကလေးမရနိုင်တာလဲငါမသိဘူးကွာဒီအကြောင်းလေးကိုတွေးလိုက်တိုင်းကိုအယံဝင်နေရတယ် ကိုတို့ဘလို့အရာတွေကိုဘလောက်ထိစူးစမ်းရအောင်မလဲကိုတို့မှသာရင်သွေးငယ်လေးမရှိဘူးဆိုရင်ကိုတို့ရှာသမျှစီးစဉ်ဥစ္စာတွေအားလုံးကအလကားပဲပေါ့မင်းကြောင့်လားငါကြောင့်လားငါမသိပါဘူးကွာကလေးမရှိတဲ့ဘဝအနာကက်ကိုစဉ်းစားရင်ငါတို့အိုလာတဲ့အခါမှာခက်ခဲလိမ့်မယ်ငါတို့နှစ်ယောက်ဘလို့နေထိုင်ကြမလဲဆိုတာမစဉ်းစားမဲမနေနိုင်ဘူးကွာဒီမှာမိမငါမင်းကိုပြောကြတခုရှိရဲ့ဒါပေမဲ့စိတ်မဆိုးပါနဲ့နော်အများကြီးလည်းမစဉ်းစားပါနဲ့ ငါတောင်းပန်ချင်တာကတော့ငါ့ကိုကလေးမွေးပေးမဲ့နောက်ထပ်ဇနီးတယောက်ထပ်ယူခွင့်ပြုပါလို့ကတောင်းဆိုချင်တာပါစိတ်ချပါမိန်းမတခြားမိန်းမကိုယူရင်တော့မငါရဲ့နှလုံးသားကမင်းနဲ့အတူအမြဲတမ်းရှိနေမှာပါငါမင်းကိုဘာမှရှုတ်တဲ့မှုမရှိသေးပဲရှစ်ပြီးတော့ဂရုစိုက်သွားပါမယ်မင်းဘလို့သဘောရလဲကိုရဲ့နောက်မရကြောင်ထပ်မပြောပါနဲ့ကျမလုံးဝလက်မခံနိုင်ဘူးခလေးမရရင်တော့မကျမစိတ်မပူပါဘူး ကျမရဲ့မောင်နှမတွေမှာကလေးတွေမျိုးတွေရှိကြတယ်။အချိန်ချင်းတို့တို့ကကျမတို့ကိုလုံအောင်ဆွပြစ်မှာမဟုတ်ပါဘူး။အသက်ကြီးလာတဲ့အခါချမင်းနဲ့စားစရာပေးဖို့သူတို့ရှိနေမှာပါ။ကျမကရှင်နောက်ထပ်မိမမယူတာကိုပဲလို့ရှင်တာပါ။ကိုရဲရဲဇနီးဖြစ်သူမေဝံကလည်းချက်ချင်းဆိုသလိုလက်မခံနိုင်ကြောင်းညင်ဆန်ခဲ့ပါရယ်မိမမင်းပြောတာတွေအားလုံးကမှန်ပါတယ်ဒါပေမဲ့တရားစင်းစားပါတရားသူတွေရဲ့ကလေးတွေက ကိုယ့်ရဲ့သွေးသားရင်းလိုမျိုးရှိပေးပါမလားမင်းရဲ့မောင်နှမတွေမှာကလေးတွေညီတွေဘလောက်ပဲများများသူတို့မှာကို့မိသားစုကိုရှိကြတယ်လေသူတို့ကနေရောညပါလာပြီးငါတို့နှစ်ယောက်ကိုလာကြည့်နိုင်ပါမလားငါဘွားရဲ့နောက်ဆုံးအချိန်မှာကိုယ့်ရဲ့သွေးသားရင်းကပဲငါတို့ကိုပြုစုစေချင်တာပါအဲ့ဒါကကိုယ့်ရဲ့စိတ်ရင်းထဲကစံတာပါကွာဒီလိုနဲ့အချိန်တော်ကြာအောင်ပြောဆိုပြီးတဲ့နောက်မှာတော့အဲဒီစကားတွေကသူတို့နှစ်ယောက်ကြားပြင်းထန်တဲ့ညှင်းခုံမှုကိုဖြစ်ပေါ်လာစေခဲ့ပါတယ် ညာစလုံးဟာဘသူမှလက်မလျှောပဲတီးမခန့်ကသူတို့ရဲ့အတန်တွေကတဲအိမ်တစ်ခုလုံးပဲ့တင်ထလုပ်သွားခဲ့ပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့နှစ်ယောက်သားဒေါသရီထွက်ရန်နေဖြစ်ကကိုရဲကအိမ်ကနေထွက်လာခဲ့တာပေါ့။ဒီလိုနဲ့ရက်တီကြလို့သွားခဲ့ပြီးတိတ်မကြခင်မှာပဲမောင်ရဲဟာအိမ်ကြီးချင်းရွာကလှပတဲ့မုတ်ဆိုးမတူနဲ့တွေ့ဆုံခဲ့ပါတယ်။ သူမမအရင်အိမ်တော်နဲ့ရခဲ့တဲ့ကလေးငယ်လေးတူလည်းရှိလို့နေတာပေါ့ကိုရဲကအဲ့ဒီမုတ်ဆိုးမကိုမြင်မြင်ချင်းချစ်ကျွမ်းဝင်လို့သွားခဲ့ပါတယ်ဒါအပြင်ကလေးမွေးနိုင်တဲ့မိန်းမဖြစ်တဲ့ဆိုတဲ့အချက်ကမောင်ရဲရဲ့စိတ်ထဲမှာလိုချင်စိတ်ကိုပေါ်ပြီးဖြစ်ပေါ်စေခဲ့တာပေါ့သူဟာညတိုင်းမြို့ဝက်စွာသူမကိုသွားတွေ့ခဲ့ရကနေသူတို့ရဲ့ဆက်ဆံရေးဟာပိုပြီးနှက်ဆိုင်လို့လာခဲ့တာပေါ့ညီမလေးအခုလိုအမျိုးသားကိုမဆက်ဆုပ်ဘူးဆိုရင်အခုကိုနည်းနည်းလေးတော့ဖြစ်ဖြစ်ရှစ်ခင်စိတ်ရှိမယ်ဆိုရင် အခုရဲ့နောက်ထပ်ဇနီးမယားအဖြစ်ယူခွင့်ပြုပါလို့တောင်းဆိုချင်ပါတယ်။သဘောတူပါမလား။ကိုကြီး၊ကျမကမဟုတ်ဆိုမှတယောက်ပါ။ကိုကြီးစိတ်မရှိဘူးဆိုရင်လက်ခံပေးဖို့အစံသက်မှာကျမကိုကြီးနဲ့အတူနေဖို့သဘောတူပါရယ်။ အဲ့ဒီစကားကိုကြားတော့ကိုရဲဟာအတော်လေးကိုဝမ်းသာလို့သွားခဲ့တာပေါ့။ဒါပေမဲ့မောင်ရဲဟာမေဝံကိုပထမဇနီးအပြစ်ထားနေတဲ့ပြည်တော့ဒီမုတ်ဆိုးမကိုသူ့အိမ်ကိုခေါ်လာဖို့မရဘူးဆိုတာကိုကောင်းကောင်းသိထားခဲ့ပါရဲ့။ပြီးတော့မေဝံကိုလည်းကြွားရှင်းလို့မရပါဘူး။ ။ကွာရှင်းလိုက်ရင်မေဝံရဲ့မိသားစုကပေးထားတဲ့ပိုင်ဆိုင်မှုတွေအားလုံးဆုံရှုံသွားမှာပဲဖြစ်တာပေါ့။စင်ရဲတဲ့ဘဝကိုပြန်ရောက်မှကြောက်တဲ့စိတ်၊လောဘကြီးတဲ့စိတ်နဲ့မုတ်ဆိုးမကိုလိုချင်တဲ့စိတ်တို့ပေါင်းဆက်သွားတဲ့အခါမှာတော့မောင်ရဲရဲ့စိတ်ထဲမှာမိုက်မဲတဲ့အတွေ့အကြုံဖြစ်ပေါ်လို့လာခဲ့ပါတယ်။အဲဒီလိုအရာတွေကဘလောက်ထိတောင်ဆိုးွားတဲ့အဖြစ်အပျက်တွေကိုဆွဲခေါ်သွားမလဲဆိုတော့ကတော့စိတ်ဝင်စားစရာပဲပေါ့။ ဒီလိုနဲ့ဒီနေ့မှာတော့မောင်ရဲဟာမေဝံနဲ့ပြန်လဲတင်းမြက်ဖို့အတွက်ဟန်ဆောင်ခဲ့ပါတယ်။ဖြစ်ပျက်ခဲ့တာတွေအတွက်တောင်းပန်ခဲ့ပြီးသူတို့ရဲ့ဆက်ဆံရေးကိုအရင်ကားလိုပြန်လဲစတင်ဖို့အတွက်ဒေါ်ဆက်ထဲကတဲအိမ်စီကိုသွားပြီးညအိတ်ဖို့ခေါ်ခဲ့လိုက်တာပေါ့။မေဝံကလည်းသူ့ယောက်ျားနဲ့အဆင်ပြေသွားပြီဆိုပြီးအတော်လေးကိုပျော်ရွှင်လို့နေခဲ့တော့တာပေါ့။မေဝံဟာသူ့ခင်ပွန်းကိုစိတ်ရင်းမှန်နဲ့အပြည့်အဝရှင့်နေစေဖြစ်တာကြောင့်သူ့စကားကိုအလွယ်တကူယုံကြည်ခဲ့လိုက်ပါတယ်။ ဒီလိုနဲ့နောက်တနေ့မနက်မှာသူတို့နှစ်ယောက်ဟာတောဆက်ကတဲအိမ်စီကိုခရီးစတင်ခဲ့ကြပါတယ်။တဲအိမ်ကိုရောက်တဲ့အခါမှာတော့မောင်ရဲဟာသူစနီးကိုခေါ်ပြီးတောဆက်နောက်ဘက်ကမြက်ရိုင်းတွေကိုတွားရှင်ခိုင်းခဲ့တာပေါ့။သူစနီးကလည်းနွားစာကြွေးဖို့အတွက်မြက်ရိုင်းတွေကိုအားရပွားရနဲ့ရိတ်သိမ်းလို့နေပါတယ်။သူရဲ့ရှင်စနီးလေးဟာကောင်းကောင်းပြီးမြက်ရိုင်းတွေကိုရှင်းနေတော့ဘာမှမသိပဲနောက်ကျောပေးထားလျက်ပဲပေါ့ဗျာ။ အဲ့ဒီချိန်မောင်ရဲဟာကောက်ကျစ်တဲ့လူတချို့ကိုတွေးပြီးသူမရဲ့မိန်းမဖြစ်သူကိုဒီအခွင့်ကောင်းကိုအသုံးချပြီးလှုပ်ကြံဖို့အတွက်ဆုံးဖြတ်ခဲ့လိုက်ပါတယ်။အဲဒါကြောင့်မောင်ရဲဟာသူ့လက်ထဲကပေါက်တူးကို ဖြည်းဖြည်းချင်းမြောက်ကင်ခဲ့လိုက်တာပေါ့။သူရဲ့မျက်လုံးတွေကတင်းမာပြီးအေးဆက်လို့နေခဲ့ပါတယ်။သူဟာအာကုံတုံးပြီးပေါက်တူးနဲ့သူ့ဇနီးရဲ့လက်ကုပ်ကို အားရပါရရိုက်ရှာခဲ့လိုက်တော့တာပေါ့။သူဇနီးရဲ့ခန္ဓာကိုယ်ဟာချက်ရှင်းဆိုလိုပဲမြေပြင်ပေါ်ကိုလဲကျလို့သွားခဲ့ပါတယ်။ မြေပြင်ပေါ်မှာအသက်သာထွက်သွားခဲ့ပေမဲ့လို့လည်းအတန်တစ်ချက်တောင်ထွက်မသွားနိုင်ခဲ့လိုက်ပါဘူးအခုလိုလောရမျိုးကိုကျူးလွန်ခဲ့လိုက်ပြီပေမဲ့လို့လည်းကိုရဲဟာနောင်တရစိတ်တစိုးတစီးများမရှိခဲ့ပါဘူး ဘောင်ရဲဟာဘောဟိုက်ဆောင်နဲ့ရဲလုံနေခဲ့ပြီးသူစနီးရဲ့အတက်မဲ့နေတဲ့ခန္ဓာကိုယ်ကိုမျက်လုံးစုံနဲ့ကြည့်နေခဲ့ပါတယ်။ပြီးတဲ့နောက်မှာတော့မြေကြီးထဲမှာအလင်းအမြန်နက်နက်ရှိုင်းရှိုင်းကျဉ်တူးခဲ့လိုက်တော့တာပေါ့။ခနာကြားတဲ့အခါမှာတော့သူမရဲ့ခန္ဓာကိုယ်ကိုဆွဲယူပြီးတောဇန်နာကမြေကြီးထဲကိုမြှုပ်နှံလိုက်ကတက်သေးတွေကိုဖျောက်ပြစ်ဖို့အတွက်မြေကြီးတွေကိုအမြန်ပြန်ဖုံးခဲ့လိုက်ပါတယ်။ဒီလိုနဲ့နောက်တနေ့မှာတော့မောင်ရဲဟာဘာမှမဖြစ်ခဲ့သလိုစိုးရိမ်မှုလုံးဝမပြားပဲရွာကိုလမ်းလျှောက်ပြီးပြန်လာခဲ့တော့တာပေါ့။ သူဟာဘာဆိုဘာမှမသိတဲ့လူတယောက်ရဲ့ပုံစံမျိုးနဲ့ပေါ့ကိုရဲကရွာကိုပြန်ရောက်တာနဲ့ရောက်ခမရဲ့အိမ်ကိုရှင်းရှင်းသွားခဲ့ပါတယ်အဖေအမေမေဝံကိုမြင်မိကြလားဗျညကသူစံသွားယူမယ်ပြောပြီးတော့ပြန်ပြောက်သွားလို့ကျွန်တော်စိတ်ပူလို့လိုက်လာတာသူဒီမှာမရှိဘူးလားဗျမဟုတ်ဘူးသူဒီမှာမရှိဘူး အဲဒီစကားတွေကြောင့်သူတို့မိသားစုအားလုံးချက်ချင်းမျက်နှာပြတ်သွားစီခဲ့ပါရီဆိုရင်စိတ်တွေကသူတို့ရဲ့မျက်နှာပေါ်မှာချက်ချင်းလင်းလင်းကိုပေါ်လွင်နေခဲ့တာပေါ့ဒါဆိုရင်တခုခုတော့မားနေပြီလဲကိုပြန်သွားတဲ့လမ်းမှာအန်ဒီရဲ့တခုခုကြုံတွေ့နေရတာဖြစ်ရမယ်အခုချက်ချင်းလဲကိုအမြန်သွားကြရအောင်အဲဒီလိုပြောပြီးတဲ့နောက်မှာတော့သူတို့အားလုံးဟာကိုရဲကိုတည်တည်ချာချာစိုက်ကြည့်နေခဲ့ကြပါရီပြီးတဲ့နောက်မှာတော့ထိတ်လန့်သွားတဲ့ရောက်ခမနဲ့မေဝံရဲ့မောင်နှမတွေဟာ မောင်ရဲနဲ့ဆွေမျိုးသားချင်းနှစ်ယောက်သုံးယောက်နဲ့အတူလဲကိုအလင်းမြန်သွားခဲ့ကြပါတယ်။တလန်လုံးမှာလည်းစူးရင်ပူပန်မှုတွေနဲ့အတူဘေးနားတစ်ဝိုက်ကိုတည်တည်ရှိရှိလိုက်ကြည့်လို့နေခဲ့ကြတာပေါ့။ သူတို့ရောက်တဲ့အခါမှာတော့လူစုခွဲပြီးပပက်လယ်မှာသူမရဲ့နာမည်ကိုအော်ခေါ်ရင်းလိုက်ရှာခဲ့ကြပေမဲ့ဘာအရေးအယံကိုမှမတွေ့ရပါဘူးဒီလိုနဲ့လူတိုင်းပင်ပန်းလာတဲ့အခါမေဝံရဲ့မောင်ဟာအရာအလုံးကိုအကဲခတ်တဲ့သူဖြစ်တာကြောင့်တဲအိမ်တွေကထူးဆန်းတဲ့အရာတခုကိုမတော်တဆမြင်လိုက်ရပါတယ်အဲဒါကြောင့်တဲတွေကနေအဲ့ဒီပစ္စည်းကိုယူပြီးအပြင်ကိုပြန်ထွက်လာခဲ့လိုက်တာပေါ့မောင်ရဲ့မေဝံကစံသွားอยู่ကိုအိမ်ကိုပြန်သွားတယ်မဟုတ်လား ဲဒီလိုမိလိုက်တဲ့အခါမှာတော့တရှားဘက်ကိုလှည့်နေတဲ့ကိုရဲဟာမိဝံရဲ့မောင်စီကိုပြန်လှည့်လာခဲ့ပါတယ်။ဟုတ်တယ်စံကိုလိုနီနီဖြစ်နေလို့ပြန်ယူဖို့အတွက်သွားတာလို့ပြောတာပဲ။ဒါပေမဲ့ဒီမှာစံကတအိမ်နီးပါးလောက်ကျန်နေသေးတယ်လေ။ငါအမကဘာလို့စံယူဖို့အတွက်ရွာကိုလမ်းလျှောက်ပြန်သွားရမှာလဲ။အမ်အာတူတူတူတရှားပြည့်စီတွေပါယူခြင်းလို့ဖြစ်မယ်။ဒါမှမဟုတ်ငါငါလည်းတရှားမသိဘူး။ မောင်ရဲရဲ့မျက်လုံးတွေမှာတော့လိမ့်လိမ့်တဲ့စကလုံးတွေကိုပြောဆိုနေတယ်ဆိုတာပေါ်လွင်လို့နေပါတယ်။မေဝမ်ရဲ့မောင်ဟာမောင်ရဲကိုတန်တရားမျက်လုံးတွေနဲ့ကြည့်လိုက်ပြီးမှဘာမှထပ်မပြောတော့ပါဘူး။ တို့ဟာညနေဆောင်မောင်လူနီနီအထိရှာပွေခဲ့ကြတာပေါ့ဒီလိုနဲ့တို့အားလုံးအိမ်ပြန်ဖို့အတွက်ပြင်ဆင်နေတော့မေဝံရဲ့မောင်ဟာရုတ်တရက်ပိုင်နာလာခဲ့ပါတယ်သူဝမ်းသွားဖို့အတွက်တောဆက်နာကလည်းရဲ့နောက်ကျောဘက်မှာနေရာရှာဖို့တယောက်တည်းထွက်ခွာလို့သွားခဲ့တာပေါ့အဲ့ဒီအချိန်မှာပဲသူဟာမြေကြီးပေါ်ကပုံမှန်မဟုတ်ပဲတူးပြီးပြန်ဖုံးထားတဲ့လောလောလတ်မြေစာပုံတစ်ခုကိုမျက်စိတောင်ကနေမြင်တွေ့ခဲ့လိုက်ရပါတယ်ဒီအမှတ်သားကပါလေတစုံတယောက်ကဒီနေရာမှာမြေတူးထားပုံရတယ် အဲဒီလိုတန်တရားဝင်လာခဲ့တာကြောင့်သူဟာလက်တွေနဲ့မြေကြီးကိုအနှဲငယ်ဖယ်ရှားခဲ့လိုက်တော့တာပေါ့အဲဒီနောက်မှာတော့သူဟာအလွန်အမင်းတုံလုံးမှုနဲ့အတူနောက်ဆုတ်လို့သွားခဲ့ပါတယ်မြေကြီးတဲကနေပေါ်လာတဲ့အရာကတော့ပုပ်ပွဖောရောင်နေပြီဖြစ်တဲ့လူတယောက်ရဲ့လက်တစ်ဖက်ဖြစ်လို့နေခဲ့တာပါပဲဒီမြင်ကွင်းကိုမြင်လိုက်ရတာကြောင့်သူဟာအတော်လေးကိုထိတ်လန့်တုံလုံးလို့သွားခဲ့တာပေါ့အဖေမောင်ရဲ့လာလာလာကြည့်ပါဦးမြင်မြင်မြင်လာဗျကျုပ်ကျုပ်အလောင်းတစ်ခုကိုတွေ့ထားတယ် အဲဒီအော်ရတန်ကတခြားတနေရာမှာရှာနေတဲ့ရောက်ကလေးဖြစ်သူနဲ့မောင်ရဲစီကိုရောက်လာခဲ့ပါတယ်။သူတို့နဲ့ဦးစလုံးကလည်းအတန်လာရာစီကိုချက်ရှင်းဆိုသလိုပြေးလာခဲ့ကြတာပေါ့။အရှင်ခနာကြောင်ပြေးလာပြီးတဲ့နောက်မှာတော့မေဝံရဲ့အလောင်းရှိရာစီကိုရောက်ရှိလို့လာခဲ့ပါတယ်။ မြေကြီးတဲကနေလက်ဖက်ထွက်နေတာကိုမြင်လိုက်ရတဲ့အခါမှာတော့မောင်ရဲဟာချက်ရှင်းဆိုသလိုမျက်နှာဖြူပဲဖြူရဖြစ်လို့သွားခဲ့ပြီးသူ့မျက်လုံးတွေတုံရင်လို့နေခဲ့တော့တာပေါ့ရောက်ကတိဟာတွန်းဆုံမနေတော့ပဲသူ့လက်တွေနဲ့မြေကြီးတွေကိုယူသွစွာတူးဖော်ခဲ့လိုက်ပါတယ်အဲဒီနောက်မှာတော့ပုတ်တိုးတဲ့အနံ့ဆိုးတွေဟာပြင်းပြထန်ထန်ကိုထွက်ပေါ်လာခဲ့တော့တာပေါ့ သူတို့ဟာအလောင်းတစ်ခုလုံးကိုမြင်ရတဲ့အထိတူးခဲ့လိုက်တဲ့အခါမှာတော့အဲ့ဒီအလောင်းဟာမေဝံရဲ့အလောင်းဖြစ်နေတာကိုရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့လိုက်ကြတာပေါ့အလောင်းဟာဖောရောင်လိုနေခဲ့ပြီးလေကုန်းနဲ့အတူနောက်ကျောမှာပုံပဲ့ရာကြီးကြီးတစ်ခုရှိလို့နေပါတယ်အဖေကလေးဘယ်လိုလုပ်ပြီးဒီလိုဖြစ်သွားရတာလဲပြင်မဖြစ်ရလေတမီးလေးရဲ့ မေဝံရဲ့ဖခင်ဖြစ်သူဟာအရှိန်တော်ကြောင့်အောင်ဝမ်းနဲ့ကြည်ကွဲစွာနဲ့ငိုကြွေးလို့နေခဲ့တော့ပါဝမ်းနဲ့ပူဆွေးမှုတွေရဲ့ကြားမှာရောက်ကတိနဲ့မေဝံရဲ့မောင်တို့ရဲ့မျက်လုံးတွေဟာမောင်ရဲ့စီကိုစိုက်ကြည့်လာခဲ့ပါတယ်သူရဲ့မျက်နှာဟာဖြူပဲဖြူရောဖြစ်နေတဲ့အတွင်ပြင်းနဲ့တန်တရားဖြစ်ပွဲအမှုရာတွေကိုသူတို့သတိထားမိသွားခဲ့ကြတာပေါ့ဖမ်းတာအဲ့ကောင်ကိုဖမ်းထားလိုက်ယောက်ျားကြီးရဲ့အမိန်ပေးတဲ့အတူအတူပါလာတဲ့လူငယ်နှစ်ယောက်ဟာပြေးဝင်လိုလာခဲ့ပြီးမောင်ရဲရဲ့လက်နှစ်ဖက်စလုံးကိုတင်းတင်းကြပ်စုပ်ကင်ထားခဲ့လိုက်ကြပါရဲ့ မောင်ရဲမင်းမမလားငါအမအကိုတက်ခဲ့တာခွေးသားမင်းလွတ်မယ်မထင်နဲ့ငါ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 မတက်ဘူးအာငါ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 ဘယ်လိုလုပ်အဲ့ဒီလိုလုပ်နိုင်မှာလဲအခုထိလဲညီတော့မဲလားကွာမင်းမတက်ဘူးဆိုရင်ဘာလို့သူမရဲ့အလောင်းကမင်းရဲ့လဲနောင်ကြောမှာမြုပ်ထားရတာလဲမင်းကသူမဆန်ယူဖို့အင်ကိုပြန်သွားတယ်လို့ပြောခဲ့တာအဲ့ဒီတော့ဘာလို့သူမရဲ့အလောင်းကဒီမှာရှိနေရတာလဲ မောင်ရဲဟာအထောက်အထားတွေနဲ့သူ့ရဲ့မူသားတွေကြောင့်ကြောင်ပိတ်နေခဲ့ပြီးပါတယ်။သူထက်ပြီးညင်းစော်လို့လည်းမရတော့ပြန်ပါဘူး။မေဝံရဲ့ပုတ်ပွားပြီးအနံ့ဆိုးထွက်နေတဲ့အလောင်းကိုဒူးဖော်ပြီးတဲ့အခါမှာတော့ယောက်တိဟာမောင်ရဲကိုအဲ့ဒီကြောင်မက်ဖွယ်အလောင်းကိုရွာအထိသူတယောက်တည်းထမ်းခိုင်းခဲ့ပါတယ်။ကိုရဲရဲ့မျက်လုံးထဲမှာတော့ကြောက်ရွံ့မှုတွေနဲ့အတူဝမ်းနည်းမှုတွေကလည်းတပြိုင်တည်းဖြစ်လို့လာခဲ့တော့တာပေါ့။အခုချိန်မှာတော့သူဟာတစ်ချိန်လုံးကသူသိရှိရတဲ့ဇနီးတဲ့ရဲ့အလောင်း သူကိုယ်တိုင်တက်ခဲ့တဲ့သူမိမရဲ့အလောင်းကိုထမ်းပြီးရွာကိုပြန်လာနေခဲ့ရပါပြီ။ဒီလိုနဲ့ရွာကိုပြန်ရောက်တဲ့အခါမေဝံရဲ့အလောင်းကိုခေါင်းတလားပေါ်တင်ထားပြီးမောင်ရဲကိုတော့ခေါင်းတလားရဲ့အောက်မှာမျက်နှာအပေါ်ကိုလမ်းပြီးချီနှောင်ထားခဲ့လိုက်ပါတယ်။ညာလုံးပေါင်းဖောရောင်နေတဲ့အလောင်းကနေထွက်တဲ့အဝါရောင်အရည်နဲ့အတူပုတ်တိုးနေတဲ့အနံ့စိုးတွေဟာမောင်ရဲရဲ့မျက်နှာပေါ်ကိုမယံမနာစီကြလို့နေခဲ့တာပေါ့။ဒါပေမဲ့လို့လေမောင်ရဲတယောက်ကတော့ဘာမှမပြောနိုင်မဆိုနိုင်ဖြစ်လို့နေခဲ့ပါတယ်။ပြင်းထန်တဲ့အနံ့စိုးတွေနဲ့စေးကလုံးနေခဲ့ပြီးအေးဆက် တဲ့ဆိုဆိုမှုကသူ့ကိုယူမတက်ဖြစ်စေခဲ့ပါတယ်။ဒါပေမဲ့ကြောက်စရာအကောင်းဆုံးကတော့သူ့အသက်ရှူဖို့အတွက်ဗဇက်ကိုဖွင့်တဲ့အခါညဉ့်ညံတဲ့အရေတွေနဲ့ပုတ်တိုးတဲ့အရေတွေကသူ့ရဲ့လက်ချောင်းတဲ့အထိစီးဝင်သွားခဲ့တာပါ။ခါသက်ရွှဲကြည့်ပြီးသူ့အရသာတွေကသူ့ရဲ့အာယုံကိုတိုက်ခိုက်နေရကနေသူ့ရဲ့စိတ်ဟာပြိုကွဲစာပြုလို့နေခဲ့ပါပြီ။အတော်ပြီငါလက်လျှော့တယ်ငါကိုလွတ်ပေးကြပါတော့ငါမားတယ်ငါပဲသူမကိုတက်ခဲ့တာငါဝန်ခံပါတယ်ငါကိုဒီတိုင်းဆက်မထားပါနဲ့တော့ ပြင်းထန်တဲ့ကြောက်ရွံ့မှုနဲ့ဝေဒနာရရဲ့ကြားမှာမောင်ရဲဟာအော်ခဲပြီးသူ့ရဲ့ဆိုးရုပ်တဲ့လုံရက်အလုံးကိုဝန်ခံခဲ့လိုက်ပါတော့ရယ်မိဝံရဲ့ဆွေမျိုးတွေဟာမောင်ရဲကိုမတက်ခဲ့ပါဘူးသူတို့ကသူ့ကိုတေတာထက်ပိုဆိုးတဲ့ပြစ်ဒဏ်ကို ခံစားစေခြင်းခဲ့တာပါအလုံးကသူ့ကိုရွန်ချတဲ့အချစ်တွေနဲ့အကျဝိုင်းဝန်းကြည့်ရှုလို့နေခဲ့ကြတာပေါ့ ဒီလိုနဲ့မေဝံကိုကြိုပြီးတဲ့နောက်သူတို့ဟာမောင်ရဲကိုပေးခဲ့ဘူးတဲ့အိမ်၊နွား၊မြေယာစားရဲပိုင်ဆိုင်မှုတွေအားလုံးကိုပြန်သိမ်းယူခဲ့ကြပါတယ်။မောင်ရဲဟာအိမ်ထဲကနေနှင်ထုတ်ခံရပြီးအရင်ကားထက်ပိုဆိုးတဲ့စင်းရဲနွမ်းပါးတဲ့ဘဝကိုပြန်လည်ရောက်ရှိလို့သွားခဲ့ပါတယ်။အရာအားလုံးဆုံးရှုံးသွားတဲ့မောင်ရဲဟာအဲ့ဒီမုတ်ဆိုးမရဲ့အိမ်ကိုလမ်းလျှောက်ပြီးသွားခဲ့လိုက်ကြတာပေါ့။ဒီလိုနဲ့သူရှစ်လာပါပြီကြိုက်လာပါပြီဆိုတော့မုတ်ဆိုးမရဲ့အိမ်ကိုရောက်ရှိလို့လာခဲ့ပါတယ်။ညီမလေးအရင်ကတည်းက ကိုရိုပြောခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးမင်းငါကိုလက်ထပ်ဖို့သဘောတူပါမလားကိုမင်းနဲ့မင်းကလေးကိုရှစ်မယ်လေဒီအိမ်မှာမင်းနဲ့အတူတူလာနေမယ်ကိုကိုလက်ခံနိုင်မလားဟင်နေရရက်ဆက်တဲ့လူပဲကိုမိမကိုရန်တတ်နိုင်ရလူညစ်လို့လူရောက်มาတဲ့ငါဘယ်တော့မှအတူတူမနေနိုင်ဘူးငါမျက်စိရှိရနေအခုရှက်ရှင်ထွက်သွား အဲဒီလိုပြောပြီးတဲ့နောက်မှာတော့သူမဟာဂယုမဆိုင်ပဲယွန်ရှာတဲ့အကြည့်တွေနဲ့အတူသူ့မျက်နှာကိုကြည့်ပြီးတကားကိုစောင်းပိတ်ရှာခဲ့လိုက်ပါတယ်။မောင်ရဲဟာမိသားစုပိုင်ဆိုင်မှုနဲ့မျော်လင့်ချက်အလုံးကိုလုံးဝဆုံးရှုံးလို့သွားခဲ့ရပါတယ်။တဖြည်းဖြည်းနဲ့သူဟာယူသွလွတ်လာခဲ့ပြီးဝိညာဉ်မရှိတဲ့သူတရားလိုမျိုးရှောက်သွားလို့နေခဲ့ရတာပေါ့။ တကားတလေးမှာမေဝံဟာကြောက်စရာကောင်းတဲ့ပုံစံနဲ့သူ့ကိုနေရာတိုင်းကနေစိုက်ကြည့်နေတာကိုမြင်ယောင်နေခဲ့ပါတယ်။သူဟာလူတွေကိုကြောက်လွတ်လာခဲ့ပြီးစကားတွေမပြီးမသားပြောလာခဲ့ပါပြီ။နောက်ဆုံးမှာတော့ကိုတီလုံးနဲ့ရွာထဲမှာလမ်းလျှောက်ရင်းဟီဟီဟာပြောဆိုနေခဲ့တာကြောင့်ရွာသားတွေကဆက်ဆုပ်ပြီးသူ့ကိုမောင်းထုတ်လာခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ဘသူမှမောင်ရဲကိုပြန်မတွေ့ကြတော့ပါဘူးဒီလိုနဲ့ရဲ့အနေငယ်ကြာပြီးတဲ့နောက်မှာတော့တောအလေကတစ်ပင်ကြီးအောက်မှာသူ့ရဲ့ပုပ်ပွားနေတဲ့အလောင်းကိုတစုံတစ်ယောက်ကတွေ့ရှိခဲ့ပါတယ်သူဟာတယောက်တည်းမျောလင်းချက်မဲ့စွာနဲ့အဆုံးသတ်ခဲ့ရတာဖြစ်ပြီးသူဖန်တီးခဲ့တဲ့ကံကြမ္မာနဲ့ထိုက်တန်တဲ့အဆုံးသတ်ပဲဖြစ်ပါတယ်ဒီနေ့ဇလန်လီကတော့ဒီလောက်ပါပဲခင်ဗျာဘေးကျင်တဲ့မဆီလီကတော့မရကြီးရှိပါရတဲ့မုတ်ဆိုးမကိုတွားပြီးတော့အငမ်းမရဖြစ်မိရင်ဖင်ပြောင်ကြီးနဲ့တည်ရမယ်ဆိုတာပါပဲ အစောင်းဒီနားစင်ပေးကြတဲ့ကျွန်တော်ရဲ့ရှင်ပရိသတ်တရားရှင်တိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရယ်အားလုံးပဲတာယာပျော်ရှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ